ားလုံးပဲမင်္ဂလာပါဂျော့ရှူဝါဘန်ကဝီလျံဘေးကိုခံစားခဲ့ရတဲ့ပြည်သူတွေအတွက်ချင်းလန်းဖောင်ဒေးရှင်းကနေပြီးတော့သိန်းတရာကျော်လှူဒါန်းခဲ့ပါတယ်ဂျော့ရှူဝါဘန်ကအာရှနယ်ပါလူကောင်သေးသေးလေးတွေဖြစ်တာကြောင့်နိုင်ငံခြားသားတွေရဲ့ချိုးနှိမ်ဆက်ဆံခြင်းနဲ့အနိုင်ကျင့်ခြင်းကိုခါးသီးစွာခံခဲ့ရသူတွေပါဒီလိုအနိုင်ကျင့်မှုတွေကိုတော့တီးမခံနိုင်တော့တဲ့အစုံမှာတော့လမ်းဘေးရံဝဲတွေကနေပြီးတော့ဥတီလာခဲ့ပြီးနောက်ဆုံးတန်စကာကျိုးဝိုင်းတွေကိုရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။ဂျော့ရှူဝါဘန်က ှင်းနယ်ဝါဖြစ်ပြီးကျိုးဝိုင်းတွင်မှဆိုရင်ပြိုင်ဘက်ကိုဇက်တိုက်ဖိအားပေးပြီးထိုးတက်ရတာကိုကြိုက်နှစ်တက်တဲ့သူလည်းဖြစ်ပါတယ်။ဂျော့ရှူဝါဘန်ကမြန်မာပြည်ကိုအလွန်ချစ်ပြီးတော့မြန်မာပြည်သက်တည်းရဲ့အားပေးမှုကိုတခဲနဲ့ရရှိထားတဲ့ UFC fighter လည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကြီးမှာအလွန်ပြင်းထန်တဲ့ငလျင်ခံစားနေရတဲ့အချိန်မှာတော့ဂျော့ရှူဝါဘန်က သူချစ်တဲ့မြန်မာနိုင်ငံနဲ့မြန်မာပြည်သူပြည်သားတွေအတွက်အလွန်ပင်ခံစားခဲ့ရပြီးတော့ငလျင်တန်ခံစားနေရတဲ့ပြည်သူတွေအတွက်ချင်းလန်းဖောင်ဒေးရှင်းကနေတစဉ်တိမ်းပေါင်း100လူလန်းခဲ့ပါတယ်။ဒီလူများကမန္တလေးမိထီလာနေပြီးတော့ねငလျင်တန်တဲ့နေရာများရဲ့ကယ်ဆယ်ရေးနဲ့ဆေးကုသရေးလုပ်ငန်းတွေအတွက်အသုံးပြုသွားမှာဖြစ်တယ်လို့ချင်းလန်းဖောင်ဒေးရှင်းကနေပြီးတော့တာဝန်ရှိသူများကပြောပြခဲ့ပါတယ်။ဂျော့ရှူအဘန်ကလည်းနောက်ထပ်လူလန်းမှုတွေထပ်မံပြုလုပ်သွားမယ်လို့လည်းပြောကြားခဲ့ပါသေးတယ်။ မြမလက်ဝဲချန်ပီယံဟောင်းဒေဝကလည်းမြမပြည်သူတွေခံစားရမှုအတွက်စိတ်မကောင်းဖြစ်မိကြောင်းမြမပြည်သူများဘေးရန်ဒီအမျိုးမျိုးကနေကင်းလွတ်စေဖို့စုပေါင်းတောင်းပေးလိုက်ပါတယ်။ဒေဝကသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာအခုလိုပဲရေးသားခဲ့ပါတယ်။မနေ့နေ့လည်းကမြမနိုင်ငံကိုအခြေပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းပြင်းကလေးကြောင့်မြမနိုင်ငံတဝမ်းမှာလူအများကြီးထိခိုက်ဒဏ်ရာရခဲ့ပြီးတော့အဆောက်အုံတွေပြိုကျပျက်စီးခဲ့တာကိုမြင်တွေ့ခဲ့ရတဲ့အတွက်များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ထို့အတူထိုင်းနိုင်ငံမှာအလုံးလုံးနေကြတဲ့မြန်မာနိုင်ငံသားအလုံးသမားတချို့လည်းငလျင်တန်းကြောင့်ထိခိုက်ဒဏ်ရာရတာမြင်တွေ့ခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်မြန်မာနိုင်ငံအတွင်းမှာနှစ်ပေါင်းများစွာမတည်မငြိမ်မှုတွေဖြစ်ခဲ့ပြီးမနှစ်ကလည်းရေကြီးမှုတွေကြောင့်မြန်မာပြည်သူပြည်သားများစွာကဒုက္ခရောက်ခဲ့ပြီးတော့အခုတစ်ခေါက်မှလည်းငလျင်တန်းကြောင့်ဒုက္ခရောက်ပြီးအဆင်မပြေဖြစ်ရတာများစွာစိတ်မကောင်းဖြစ်မိပါတယ်မြန်မာနိုင်ငံကိုခဏလောက်ဖြစ်ဖြစ်ကောင်းတာလေးတွေလည်းဖြစ်ခွင့်ပေးပါ အခုဆိုရင်တေဆုံးသူဦးရေအရေးအတွက်ကတထောင်ကျော်သွားပါပြီမြန်မာပြည်သူပြည်သားအပါအဝင်အားလုံးပဲဘေးကင်းလုံခြုံစွာဂရုစိုက်နေထိုင်ကြပါလို့ဆုတောင်းရင်းနဲ့ပဲငလျင်နောက်ဆက်တွဲသတင်းနဲ့ဖြစ်ပေါ်နိုင်တဲ့အရေးပေါ်ဆူနာမီအခြေအနေတွေကိုလည်းအမြဲမပြတ်ဖတ်ရှုပြီးတော့ချုပ်တင်ပြင်ဆင်ထားကြဖို့ကိုအားလုံးကိုအကြံပေးလိုပါတယ်မြန်မာပြည်သူပြည်သားများအားလုံးအားတင်းထားကြပါဆိုပြီးတော့သူ့ရဲ့ Facebook စာမျက်နှာမှာတင်ထားခဲ့ပါတယ်